ဒီတစ်ခုကလေဟိုအရင်တစ်ခေါက်ကတော့ကျွန်မပြောဘူးပါတယ်ခလေးတွေမွေးပြီးသွားတယ်မိခင်လေးတွေပေါ့နော်နောင်နောက်နောက်ပိုင်းနောက်ပိုင်းနေတော့မသိဘူးပေါ့နော်ကျွန်မဆိုလို့ရှိရင်အဲပထမတူကလေးမွေးတုန်းကဆိုရင်ကျွန်မလုံးဝဘိုက်ကိုမခွဲမွေးကြောက်တယ်ပေါ့နော်ကြောက်တယ်ကြောက်တဲ့စိတ်ဖြစ်တယ်ပေါ့နော်ဇက် RTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်ောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်ဒီတစ်ခုကလေဟိုအရင်တစ်ခေါက်ကတော့ကျမပြောဘူးပါတယ်ခလေးတွေမွေးပြီးသွားတဲ့မိခင်လေးတွေပေါ့နော်နောင် နောက်နောက်ပိုင်းနောက်ပိုင်းနေတော့မသိဘူးဗောနော်ကျမဆိုလို့ရှိရင်အပထမတူကလေးမွေးတုန်းကဆိုရင်ကျမလုံးဝဘိုက်ကိုမခွဲမွေးကြောက်တယ်ဗောနော်ကြောက်တယ်ကြောက်တဲ့စိတ်ဖြစ်တယ်ဗောနော်ကြောက်တယ်ဆိုတာကလည်းဒီတွေးကြည့်လေလူကောင်းကြီးကနေတက်တက်ကနေပြီးတော့မှဘိုက်ကြီးကိုဓာိုင်းနဲ့ခွဲมาဆိုတော့ တွေးတာနဲ့ကြောက်ကြောက်မိတယ်ပေါ့နော်တခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့စိတ်နဲ့ပေါ့နော်ဒါပေမဲ့ကျွမ်းထင်တာပေါ့နော်တကယ်တမ်းပြောလို့ရှိရင်လေရိုးရိုးမွေးတဲ့လူတွေကပို့ပြီးတော့မှတော်ကြပါတယ်ကြောက်ကြောက်တာဟိုနာတာကိုကြောက်တာပေါ့နော်အတ ିକ နာတာကြောက်တာပေါ့အဲ့လိုဆိုတော့ဟာကြတော့နာတာဘယ်လိုနာလဲဆိုတော့တမီးကိုစပြီးတော့မှကိုဝင်ဆောင်တော့ကဆိုကျွမ်းလေးလုံးဝအန်တနေလုံးအန်အာ slide နေချိတ်အမျိုးသား နင်တွေးပေါင်ကြရဲဆိုစလိုင်းနေချိတ်အဲ့မှာကျမစလိုင်းချိတ်လိုက်နေကောင်းလိုက်အာအဲ့လိုနဲ့နေရင်နေနဲ့ကျမလေးပေါင်180 185 188အဲ့လောက်ထိတက်သွားတာပေါ့နော်ကိုကတူလဲတူဆိုတော့နားမလဲဘူးကိုဝင်ဆောင်တာအဲ့လောက်တော့ပင်မန်းလားကိုဝင်ဆောင်တာအဲ့လောက်တော့ဒုက္ခများလားပေါ့နော်အယမ်းဟာပြီးတော့ bike ကြီးကအယမ်းကြီးတာလေတဖြည်းဖြည်းနဲ့ကြီးကြီးကြီးလွန်းလွန်းခါကြတော့ကိုချီမတော့ကိုမမြင်ရအောင်အဲ့လိုမျိုးဖြစ်တာပေါ့နော်အမျိုးသားကိုလည်းကျမကို bike ခွဲဖို့လုံးဝ ဟိုလက်မမဖိုးပေးပါနဲ့ဆိုပြီးတော့မြို့သားအောင်လို့ပြောထားတာပေါ့နော်ဘိုက်ခွဲရမှာကြောက်တာပေါ့နော်တကယ်တမ်းပြောရင်အဲဘိုက်ခွဲမွေးတဲ့လူတွေကဟိုဘယ်လိုပြောမလဲဆိုတော့နာတာတက်တာတာပေါ့နော်သူကထုံစည်းလေးထိုးပြီးတော့မှမွေးလိုက်တာဆိုတော့မနာတော့ဒါပေမဲ့လည်းထုံစည်းပြေသွားရင် နာတာပါပဲဒါပေမဲ့ကျမပြောပြချင်တာကျမတို့ဒါ ပေါ့နော်ရှေ့လူကြီးတွေကကျမတို့တင်ထားပေးခဲ့တဲ့နီးပဲပေါ့နော်ကျမဘိုက်ကြီးလာတဲ့အခါမှာဘိုက်ကြီးကဥစည်းပေါင်းကြီးလိုပဲအကြီးကြီးဖြစ်လာပြီကျမတို့ကမွေးထုတ်လိုက်တဲ့ရှော့ဆိုထွက်သွားပြီဥစည်းပေါင်းကြီးကိုရှုံလိုက်တဲ့ပုံစံမျိုးပဲကြုံသွားတာပေါ့နော်အဲ့အချိန်မှာအဲတချို့တွေကျမဘိုက်စီးပါလို့ပြောတော့တချို့တယောက်နဲ့ယောက်ကကျမကိုပေါ့နော်ဒီခုခေတ် OG တွေကမစီးခိုင်းဘူးပါဘူးကျမတို့မန်လေးမှာတော့လေနာမည်ကြီးတဲ့ โอดีဆီယံဝင်မကြီးတော်တော်များများอ่ะเนาะဒေါခင်ဝင်းကြီးတို့အမဒေါခင်ဝင်းကြီးတို့ဆိုလို့ရှိရင်လည်းဖိုက်စီခိုင်းတယ်ဖိုက်ကိုစီခိုင်းတယ်ပြီးရင်မွေးပြီးတာနဲ့နည်းနည်းလေးသူထုံစည်းပြေတာနဲ့ပါနဲ့ထခိုင်းပြီးတော့မှဒီဖိုက်ကိုတခြားစီခိုင်းတယ်ပြီးရင် ဘိုက်ကိုမောက်ခိုင်းတာပေါ့နော်မောက်ခိုင်းနေဆိုကျွန်မအရင်တော့မသိဘူးအာတလောက်ဘိုက်ခွဲချောင်းကြီးကိုမောက်ရမှာဘလိုတောင်နာတာလဲမခွဲနိုင်မမောက်နိုင်ဘူးအဲ့လိုမျိုးထင်တာပေါ့နော်တကယ်တမ်းကျတော့ဘိုက်ခွဲထားတဲ့လူတွေခွဲမွေးထားတဲ့လူတွေဒီအောက်မှာဖက်လုံးကိုထားချုပ်ရိုးတက်တက်မှာဖက်လုံးကိုထားဘာလို့ဆိုတော့မကွဲပါဘူးဖက်လုံးမှာဒီခွဲထားတဲ့နေရာမှာလည်းတိတ်တိတ်ကတ်ထားတဲ့အတွက်ကြောင့်မို့မကွဲဘူးပေါ့နော်အဲ့တော့ရေလည်းမထီအောင်သူကတိတ်တခါလည်းကတ်ပေးလိုက်တာကတ်ပေးပြီးတော့မှကျမတို့ဘိုက်မောက်မယ်ဘိုက်စီးမယ်ဘာလို့ဆိုတော့မွေးပြီးပြီဆိုတော့လည်းကလေးတစ်ကောင်လုံး ံထွက်သွားတဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီ bike ကြီးရတယ်လမ်းလျှောက်ရင်တော့ပလုတ်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 နေလို့မကောင်းကျမကတော့အဲ့လိုမျိုးခလေးကိုခွဲမွေးပြီးတာနဲ့ပိုက်စီးရဲစီးတာတော့မှလေအဲ့အရင်ကတော့အဲ့အမတော်ခင်ဝင်းကြီးလှုပ်ထားတဲ့စနစ်နဲ့ထုတ်ထားတဲ့ဒီပိုက်စီးကြိုးလေးပေါ့နော်အရင်ကတော့မြတ်ဒုခဆေးယုံလို့အမန္တလာတို့မှရတယ်အခုတော့မရှိတော့ဘူးလို့ပြောတာပဲဒါပေမဲ့ကျမဆိုလို့ရှိရင်ဆရာကိုစီးခိုင်းတာအားကြီးနဲ့စီးခိုင်းတာစီးတယ်ကျမခလေးမွေးပြီးတော့မှ အဲကလေး3လ4လလောက်ထီကိုကျမဒီခါစီဂျိုလုံးဝစီးရစီးတဲ့အတွက်ကြောင့်မို့လို့လေအခုကျမတို့ရဲ့ဒီရက်လက်ကလေးတွေပေါ့နော်အခုချိန်မှာကျမတို့ bike ချက်လိုက်တာရောခံရတာပေါ့နော် bike လေးကိုချက်နေတာပဲကလေး3ယောက်မွေထားရတာပြောတာ bike မပူဘူးနော်အဲ့လိုမျိုးပြောတာပေါ့နော်အဲ့ဒါတွေကကျမတို့ရဲ့ဒီရှေးလူကြီးတွေကကျမတို့ bike စီးဖို့အဲ့ဒီပေါ့နော်အရင်ဒီလိုမျိုး လူကြီးတွေကဘိုင်းမောက်ဖို့ဒါတွေအကြံပေးခဲ့တဲ့လူတွေရဲ့စကားကိုအဲဘယ်လိုပြောမလဲဆိုတော့လက်တွေ့ကျင့်သုံးတာပေါ့နော်အဲ့လိုပဲကျမပြောချင်တာအဲတချို့တချို့ဒီခေတ်တွေကတော့တဲ့ OG တွေကလည်းဘိုက်စီးဖို့လည်းမပြောဘူးဘာညာပေါ့နော်ဒါပေမဲ့ OG တွေဆိုလည်းအခုခေတ်ကလူငယ်တွေဖြစ်ရင်တော့ဒီဟာတွေပြောမှာမဟုတ်ဘူးပေါ့နော်လူကြီးတွေလောက်ပဲလူကြီးဘိုင်းလောက်ကပဲပြောပြသွားမှာပေါ့နော်ဒါလေးကိုအတုံးတက်မယ်ဆိုလှုပ်ကြည့်ပေါ့နော်မိဖွားတော့မယ်အမျိုးသမီးလေးတွေနောက်ပြီးတော့ ပထမတစ်ယောက်မှာမစည်းဖြစ်ဘူးဆိုတော့နောက်အယောက်တွေမှာစည်းပေါ့နော်။ဘာပဲဖြစ်ဖြစ်ကျမတို့တွေချွေးထုတ်ရမယ်။အဒီကားစီဂျိုးတွေတေချာစည်းရမယ်။ဘိုက်ချက်အောင်တေချာစည်းရမယ်။ဒါမှကျမတို့ဒီတသားမွေးတွေးလာဖြစ်မှာပေါ့နော်။တကယ်တမ်းပြောလို့ရှိရင်ဟိုပေါ့နော်အယာကွန်ဆိုလည်းမတုံခိုင်းတင်ဘူး။ဘာလို့လဲဆိုလို့ရှိရင်ဒီဒဏ်တွေကကျမတို့ဘယ်ချိန်မှတည်ရမလဲဆိုရင်ဖုန်းတုံးတာတို့အယာကွန်တုံးတာတို့ဆိုလို့ရှိရင်ကျမတို့အခုအသက်ကြီးပိုင်းပေါ့နော်။သွေးဆုံးခံကြီးတို့သွေးဆုံးလာတဲ့အမျိုးသမီးတို့ဒီယောဂါတွေဖြစ်တယ် ယ်ဆိုတာမိဖွားတဲ့နေရာမှာတေချာမနေထိုင်ခဲ့လို့ရှိရင်ကျမတို့ဒီဒုက္ခတွေကိုခံရတယ်ပေါ့နော်အဲဒါကြောင့်မို့လို့ကျမပြောချင်တာနောက်ဟိုညီမလေးတွေပေါ့နော်အိမ်အောင်ရှင်မလေးတွေဘာပဲဖြစ်ဖြစ်အမျိုးသားတွေကလည်းကို့မျိုးသမီးကိုလှလှပပလေးနဲ့ပဲအသက်ကြီးတဲ့အထိအတူတူတို့ကြမ်းကြမ်းမှမှနဲ့နေထိုင်သွားခြင်းနဲ့ဆိုလို့ရှိရင်ဒါလေးတွေကိုတေချာလိုက်လို့ပေါ့နော်ကောင်းပါတယ်တကယ်ဘိုက်စီးတဲ့လူနဲ့ဘိုက်မစီးတဲ့လူရဲ့ကွာဟာချက်တွေကလည်းအများကြီးပေါ့ဒါကျမဆိုရင်ကလေး၃ယောက်လုံးမွေထားတဲ့အတွက်ကြောင့်ကျမလုံးဝဒီဘိုက်စီးဖို့ကို အားပေးပါရယ်အားပေးစကားပြောပေးပါမယ်ဒီတိုင်းပဲဘိုက်စီးကြပါဘိုက်စီးလို့ရှိရင်ဘိုက်ချက်ချက်ကလေးဖြစ်ပါမယ်မစီးခဲ့တဲ့လူတွေကဘိုက်ပူကြီးနဲ့ကျမတို့တက်တက်လုံးကလေးတယောက်မွေးလိုက်ဘိုက်ပူလိုက်နှစ်ယောက်မွေးလိုက်ဘိုက်ပူလိုက်နဲ့ကျမတို့ဘိုက်ဆူဆူကြီးနဲ့ပဲနေသွားရမှာပေါ့နော်အထူးကတော့ဘိုက်ကိုတေချာစီးပါပိန်တဲ့လူကတော့ပြဿနာမရှိပင်မဲ့ဝါရလူတွေအတွက်ကတော့ဒီဘိုက်ပူတာကြီးကအဆင်ပြေမနေဘူးပေါ့နော်။အဲပဲဖြစ်ရဲကျမတို့တသားမွေးတသွေးလောက်အောင်အဲပြုတ်မှုနေထိုင်ရမယ်ပေါ့နော်။ဒီမွေးဖွားတဲ့အချိန်လေးမှာပေါ့နော်။ ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကို့ခံစားချက်ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်။ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။